ဒါပေမဲ့နိုင်ငံရေးရစီရေးရအထူးသဖြင့်စစ်ရေးဆိုတပြားမှမပေးဘူးရှင်းရှင်းပြောရရင်အဲ့ဒါမလို့ကျွန်တော်တို့ဘာမှလည်းစိတ်ဆင်းရဲစရာလည်းမလိုဘူးစိတ်ပြက်စရာလည်းမလိုဘူးလူစုများလိုပဲမလားပါဒါကတော့စောတုံးကြီးဖြစ်ပါတယ်စောတုံးကြီးကတော့တရတစ်ခါပုံမှန်အတိုင်းခွေးသားတွေကိုထထပြောပါတယ်ပြီးပေးတယ်ဗောလေအဲတတိပေးတယ်ဒီလိုထပ်ပြစ်မယ်ဆိုရင်လည်းဒါတိုင်းပြည်အတွက်လုံးဝမကောင်းတော့ဘူးဒါပေမဲ့ကျွန်တော်တို့ကြတော့အဲ့ဒါနဲ့ပဲလုံလောက်သလားဆိုတော့ ျွန်တော်တို့ကတော့မလုံလောက်ဘူးတော့မြင်တယ်ဆိုပေမဲ့အဲ့ဒီအပြစ်ခံရစေရေးတရားဝင်ကြေညာတဲ့အချိန်တော့ကျွန်တော်မလုပ်ဘူးသို့တော်ဒီချိန်ဒီကာလမျိုးမှာကျွန်တော်တို့ဘာလုပ်သင့်တယ်ဘာမလုပ်သင့်ဘူးဆိုတာကျွန်တော်တို့ပေါင်းပေါင်းသိတယ်အဲ့ဒါကြောင့်မလို့ဒီငလျင်လှုပ်ပြီးတဲ့အစပြီးတော့ကျွန်တော်တို့နယ်မြေတစ်ခုလုံးမှာကြီးလိုက်ပါတိုက်ခိုက်မှုတွေလုံးဝမရှိတော့ဘူးကျွန်တော်တို့တတိယသာဘူးတွေ့နေရတယ်လူဆိုတာလူလို့သိရမယ်လေ ဟိုပြောစရာလည်းမလိုလူဟိုအရေးရေးကြီးခွင့်ကျေစာတွေဘာတွေထုတ်ဆိုထုတ်မှဆိုလည်းထုတ်လို့ရတယ်မထုတ်ဘူးဆိုရင်လည်းလူလိုတိတက်တဲ့လူကဘာလောက်ရမယ်ဒီချိန်မှာစာထုတ်တာထဲကိုကလက်တွေ့လုံလုံနေဆိုတာအဲ့ဒါအဓိကကြောက်ဆုံးချက်တယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ကအဲ့ဒီခုမှဒီချိန်ကတော့လုံးဝမလုံတဲ့တဲ့အချိန်ပဲလို့ကျွန်တော်တို့အဲ့လိုယူဆတယ်ဟာသူတို့လက်တွေ့နဲ့တက်တည်ပြရနိုင်ငံရေးဆန္ဒရှိတယ်ဗျာရှင်းရှင်းပြောရရင်ဒါပေမဲ့ကျွန်တော်တို့တိုင်းပြည်မှာကြတော့အဲ့ဒီမတိုင်ခင်ကအခုကနည်းနည်းရှင်းထုတ်တာမပြောနဲ့ဘူး2008မှာ နာဂစ်ဖြစ်သွားတာလူကသေးနဲ့ရှိသေးတာလေရက်ဆက်ပဲနာဂစ်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာအဲ့ဒါနေမကဘူးဒီနိုင်ငံတကာအနေနဲ့ပြန်ကြည့်လိုက်မယ်ဆိုရင်ဒီအာရတ်ຫນွေဦးဆိုတာဖြစ်လာတာတနိုင်ငံကြီးတနိုင်ငံအာနာရှင်နိုင်ငံတရားတပနိုင်ငံကြီးတနိုင်ငံပြိုသွားတယ်အဲ့ဒီအချိန်မှာသူတို့ကလည်းအပြောင်းလဲလုပ်မယ်ဆိုတော့လူတွေထင်နေကြပြီးတော့တခါတည်း2010မှာယူကော့ပွဲတွေပါဖြစ်လာအဲ့နောက်ပြီးတော့2010နှစ်ပေါ်တော့အော်ဂျာဖြာယူကော့ပွဲတို့နောက်ပြီးတော့2015ယူကော့ပွဲတို့အဲ့ဒီအတိုင်းဆီရွန်တို့ဘက်ကလည်းအဲ့ဒါတွေကဲဒါဆိုရင်တော့ခမည်းတော်လည်းဒါတော့ဆုတ်သိမ့်ပြီးဆိုတော့ ကျွန်တော်တို့ကညဉ့်ဉိုင်းလမ်းစဉ်ညဉ့်ဉိုင်းဖြစ်စဉ်တဲ့ဝင်လာတာဗျအဲ့ဒါညဉ့်ဉိုင်းဖြစ်စဉ်တဲ့ဝင်လာတဲ့ဟာအဲ့ဒါကစစ်တပ်ဟာနိုင်ငံရေးရဲ့ထုတ်ဖော်ဖို့ကျွန်တော်တို့လောက်တာဖြစ်တယ်အဲ့ဒီလောက်တာတူတူနဲ့ပြောကြမယ်ဆိုရင်တကယ်အခွင့်ကောင်းအခါကောင်းသူတို့လက်လွတ်ဆုံးရှုံးသွားပြီကျွန်တော်အဲ့လို2015 2020အထိဆွေးနွေးသွားတာ9နှစ်အတွင်းမှာနောက်ဆုံး2020မှာဖြစ်ခဲ့တဲ့ဆုံးချိန်ဒီညဉ့်ဉိုင်းဆွေးနွေးပွဲမှာကျွန်တော်တို့ Union Accord 3ဆိုပြီးတော့ ြည်တော်စုသဘောတူညီချက်အမှတ်သုံးဆိုတော့ကျွန်တော်ရအဲ့ဒါကျွန်တော်တို့အဆင့်သုံးပါတာဗျဒီအဆင့်သုံးစရာတစ်အစပြည်နယ်အကောင်ဒုတိယအဆင့်ကပြည်တော်စုအကောင်ရင်တတိယအဆင့်ကအင်မတန်အခက်အခဲဆုံးဖြစ်တဲ့လုံခြုံရေးကဏ္ဍကိုကျွန်တော်တို့ပြည်ပြည်ပြောင်းလဲလုပ်သွားမယ်ဆိုတာကျွန်တော်တို့အဲ့ဒီအဆင့်သုံးစနဲ့အဲ့ဒီသဘောတူညီချက်ရထားတာအမှန်မှာစစ်တပ်ကအဲ့ဒါကိုသိသိကြအသုံးချသွားမယ်ဆိုရင်တဆင့်ပြီးတဆင့်စစ်တပ်ကနိုင်ငံရေးအနေနဲ့ဆုတ်ဖွာပြီးတော့ ီနေ့ဒီအချိန်ကာလကခု2015ဆိုတော်တော်လေးအဆင်ပြေနေကျွန်တော်တို့ကအဲ့ဒီသဘောတူချက်ရပြီးတဲ့ပြပြီးတာရပြီးတာနဲ့လာပြီးတော့တခါတည်းမဟာဗျူဟာယူဆိုတာမဟာဗျူဟာ2020ရနေ2025နှစ်အတွင်းမှာဂျပန်လောက်မယ်ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်တည်ဆောက်မယ်ဆိုရင်ကျွန်တော်ဒီတိုင်းပြည်ဘယ်လိုလုပ်ပါမလဲဆိုတော့ငါနဲ့မဟာဗျူဟာကျွန်တော်ရေးဆွဲတာရေးဆွဲပလိုက်တာအကြမ်းကြီးကျွန်တော်တိုင်ပြည်ပြီးနှစ်ပတ်အတွင်းကျွန်တော်ပြန်ထိုင်ဒါပေမဲ့စစ်တပ်ကဘာလုပ်လာဆိုတော့ အဲ့ဒီသဘောတူထားတဲ့ဟာတွေအကောင်လုံးဖြတ်စည်းပြီးတော့နောက်ပြီးတော့အာနာငန်းငန်းတဲ့အတွက်အာနာလူပဲကျင်ပနေကြတာလေအဲ့ဒါနဲ့ပဲသူတို့ရတော့ရခဲတဲ့အခွင့်အလမ်းယူသူတို့လက်လို့ဆုံးဖြတ်ရပါရှင်မလို့စတော်နေရပိုးစင်းတော့ကိုသိပါနော်ကြောက်ရင်အလာကောင်းတဲ့အခါနောက်မှပြီးအခုကနာခဲ့တော့မကတော့ဘူးကငလျင်ထထုတ်ပဲဆိုတော့ကျွန်တော်တို့အကုန်ကြီးကျွန်တော်တို့ပြောထားတာသုံးချက်ခင်ဗျားတို့လက်ခံရတယ်နောက်ဖန်ဆွေးနွေးမယ်စစ်တပ်ပြောင်းလဲရေးအတွက်ပဲနိုင်ငံရေးလုံးဝစကားပြောမင်းတို့ ਨੇ အဲ့ဒါပဲလက်ခံတယ် အဲ့ဒါမို့ဘလို့စောက်ဆင်းရမလဲကွာအမိတ်လာပေးနေတော့တဲ့ရတဘုံကတဘုံအဆင့်လို့နေစမ်းပါကွာဟုတ်ဒီပြောင်းလဲအခုလူတွေကဟိုလိုလိုဒီလိုဟိုလိုဒီလိုရှောက်ပြောနေတာလုံးဝယုတ်ကြီးရတံမရှိဘူးဒီအချိန်ခါကဖြစ်ခက်ပြီးပြီ2008ခုနှစ်က2010က2015က2020အထိကျွန်တော်တို့တီးခံစိတ်ရှိရှိနဲ့ပဲသူတို့နဲ့သူတို့တော့ပဲဘူလီသူတို့တော့ကြည့်နေကြည့်ကျွန်တော်တို့ဆက်ကပ်ပြောကြည့်ကြ ဒါပေမဲ့အဲ့ဒါကိုအကုန်လုံးဖျက်ဆီးပလိုက်မယ်ဒီချိန်မှာဒါလုံးမမြတော့ဒီချိန်မှာလာပြောမယ်ဆိုတော့အခါနောင်းပြီးတော့ဟုတ်တယ်မနှုတ်ကိုတက်ကနော်မလုတ်ချင်လို့ရှော်လာပြီးကြမနှုတ်ကောင်တွေကအဲ့ဒါကိုများနော်ကန့်တက်နေသေးတယ်မချအောင်မနှုတ်သက်သိမ်းခံရတော့ရောက်တော့မယ်နော်စောစောလေးအဲအဲ့ဒါနဲ့ပတ်သက်ပြီးနိုင်ငံတကာရဲ့ယူဆချက်တွေနိုင်ငံတကာနိုင်ငံရဲ့သူရဲ့ထင်မြင်ထင်မြင်တွေတွေးတော့ဟောလှုပ်ဆောင်တဲ့ဟာတွေပေါ့နော်တခြားလူတွေကျွန်တော်မပြောဘူး လွန်ခဲ့တဲ့2 30ကျော်ကကျွန်တော်တို့မန္တလေးကြကြကြတုံးကဆိုကျွန်တော်တို့ဘလောက်ထိနာ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 ကြီးကြီးပြောခဲ့လဲ KNY မိစားကုံစီခန်းပြီးတယ်အလောက်ထိပြောတာနိုင်ငံတကာဒါပေမဲ့ကျွန်တော်တို့ဂရုမစိုက်ပါဘူးဘလောက်ပဲအခက်ခဲကြက်တဲရှိပြီကျွန်တော်တို့ဘယ်နှခါလဲကြလဲဆိုတာအရေးမကြီးဘူးကျွန်တော်တို့ဘတ်တခါပြန်ပြီးတော့ထတယ်လဲဆိုတာဆိုတဲ့ဟာပဲအရေးကြီးပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဘလော့ပဲလဲကြလဲကြကျွန်တော်တို့ပြန်ထတယ်အဲ့ဒီပြန်ထတဲ့ပုံမှာအခု2 30ကျော်လာတဲ့ခါမှာမန္တလေးကကျွန်တော်တို့လက်ထဲရောက်လာပြီအဲ့ဒါလည်းပဲအခု2021အနာသိမ့်တဲ့အခါမှာလည်း လင်းငါ6လအတွင်းကစစ်ကောင်စီလက်ထက်ကိုအကုန်လုံးပြန်ရောက်သွားမယ်ဆိုတဲ့လူတွေကအခုကပြန်မှလဲစစ်ကောင်စီလက်ထက်မှာမြို့ပေါင်းတရာကျသွားပြီနေမြင်ရလဲတလောက်ကျဲတဲ့နေရသူတို့ဘာတခုမှပြန်သိမ်းလို့မရဘူးဘယ်တက်တပ်စခန်းမှာတိုက်ပြန်သိမ်းလို့ရလဲဘယ်တက်တပ်စခန်းကနေအပြင်ကိုထွက်ရဲတဲ့လေအခုကလမ်းပေါ်မှာတိုက်လို့သွားနေတာကျွန်တော်တို့တော်လိုင်းဖွဲ့စည်းတွေပဲဖြစ်တယ်စခန်းထဲမှာလုံးဝအပြင်မထွက်ရဲပြီးတော့ဘူဒစာထိုးကလော့ပြီးတော့လမ်းနေရှောက်ဖြစ်တာသူများလာတိုက်မှာဆိုလို့အဲ့လိုအခြေအနေရောက်နေတာကိုကစစ်ကောင်စီပြ မနှုတ်ကောင်းလေးတော့တိုးထဲမှာနေနေရတဲ့ဘွားကိုများဘွားနော်ပြောနေသေးတယ်အဲ့ဒါကြောင့်လို့ကျွန်တော်တို့ကဘာမှနိုင်ငံကဝေဖန်တဲ့ဟာတွေပါတွေတိတ်ပြီးတော့များများဆက်ဆက်ထက်ထွက်စရာမလိုဘူးအရေးကြီးတဲ့ဟာကျွန်တော်တို့အခြေအနေနဲ့ကန့်ညီတဲ့ဟာပဲကျွန်တော်ကြိုးစားခုကျွန်တော်ရောကြိုးစားနေတယ်လေဘယ်နိုင်ငံလားဟဲ့ဟဲ့ပဲနဲ့ကူညီတာလည်းမရှိဘူးကြသူတို့တနိုင်နဲ့ဖေကကူညီတယ်ဆိုတာလူမှုလူသားချင်းစာနာထောက်ထားမှုရကူညီတဲ့ဟာကိုတော့ကျွန်တော်တို့ကျေးဇူးတင်တယ်ဒါပေမဲ့နိုင်ငံရေးရစစ်ရေးရအထူးသဖြင့်စစ်ရေးဆို တပြားမှမပေးဘူးရှင်းရှင်းပြောရင်အဲ့ဒါမလို့ကျွန်တော်တို့ဘာမှလည်းစိတ်ဆင်းရဲစရာလည်းမလိုဘူးစိတ်ပြည့်စရာလည်းမလိုဘူးလုံရရှိတာကျွန်တော်ဆက်လုပ်လို့ပေါ့မှာဒါပေမဲ့အချိန်ပါရှိပြီးတော့အချိန်ခါမရောက်သေးရင်ကျွန်တော်တို့ဘာမှလုပ်လို့မရသေးဘူးကျွန်တော်တို့ကလုံရရှိတာကြံသေးတယ်မလို့ကျွန်တော်တို့တဆင့်ကြောင်ဆက်ဆက်လုပ်လို့လို့သေးတယ်အဲ့ဒီပြီးတဲ့နောက်ပိုင်းမှာတော့ဘာမှထူးထူးတွေပူပင်စရာမရှိဘူးလူထုအတွက်ကတော့ကျွန်တော်တို့အများနဲ့ထက်စင်းစားရတယ်လူထုအတွက်ဆိုရင်တော့ပါဘလက်ဆိုတော့ဒီချိန်ဒီကလမှာတော့တော်တော်လေးကို ဟိုဒီဒီမျက်ရင်နဲ့မျက်ခွက်နဲ့တော်တော်တလေးကိုနာကြီးကြီးအောင်တဲ့အခြေအနေတွေရင်ဆိုင်ခဲ့ရတယ်ဆိုပေမဲ့အင်မတန်မှောင်မိုက်တဲ့ညတကောင်ရံအချိန်ခါကြုံလွန်သွားပြီးတဲ့နောက်မှာအင်မတန်တောက်ပတဲ့အနာဂတ်စီကိုကျွန်တော်တို့ရောက်မှသိကြတဲ့အတွက်လူလူနဲ့ကျွန်တော်တို့နဲ့လက်တွဲပြီးတော့ဒီဆက်အနာရှင်စနစ်ကိုအမြင့်ပြုတ်ချက်ဟိုဟိုဆက်တိုက်ဖို့ဆိုတာကျွန်တော်တို့တန်နေတန်ချပြီးသားရှိတဲ့အပေါ်မှာတော့ကျွန်တော်တို့လက်တွဲပြီးတော့ဆက်သွားမှာပဲဖြစ်တယ် မနှုတ်ပေါင်းနေရလေကိုယ်စင်ကိုမသိဘူးစွတ်တော့နေတာသဘောကသဘောအဆင့်ပေါ့ကွာမနှုတ်ကြည့်လိုက်တိုင်းသားနဲ့ကန်နေကြည့်လိုက်ဒီလိုစိတ်သက်တည်းပဲကိုယ်နေရကိုယ်စင်ကိုမသိဘူးနော်ဟိုနိုင်ငံတော်အစိုးရနဲ့ဖက်ပြိုင်တပ်မတော်နဲ့ဖက်ပြိုင်ပြီးတော့မနှုတ်ပေါင်းနေရဟိုမနှုတ်နိုင်မလားဆိုလို့ပြောပြီးတော့လည်းဟုတ်တာလည်းမဟုတ်မနှုတ် KNU အနှစ်ပေါင်းဘယ်လောက်ရှိပြီလဲဇနက်ကန်ကြိုတန်းတော့ဘယ်တော့မှနိုင်ခဲ့ဘူးလေအဲ့တော့ပြန်စဉ်းစားဦးလေကွာမနှုတ်ပေါင်းနေရဟိုငယ်ပြီးဖို့မရဘူးမနှုတ်ပေါင်းနေကွာနော်ဒီတိုင်းရှိရေးဝေးမလို့ထွက်တာတော့မရဘူးကွာနော်